င်္ဂလာပါရှင်ဒီဇင်ဘာလ6ရက်နေ့အတွက်တန်လင်းထိုင်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်းကြည်ပြားကတင်ဆက်ပေးတော့မှာပါဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တထုံမှာလူငယ်30ကျော်ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက်စစ်သားစုဆောင်ခံရတဲ့သတင်းမင်းလက်ပံကြားဖြန့်စခန်ကင်တွေဖို့ KNL ကို KNU အာနာအနှင်းလိုက်တဲ့သတင်းနဲ့မွန်ပြည်နယ်ရဲ့30ရာခိုင်နှုန်းနီးပါးကိုစစ်ကောင်ဖြင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ နိုင်ငံတကာသတင်းတွေမှာတော့ EU ဥဆောင်တဲ့ NATO ကာကွယ်ရေးအတွက်အမေရိကန်က2029ခုနှစ်ကိုနောက်ဆုံးအချိန်တတ်မှတ်လိုက်တဲ့သတင်းဘန်ကောက်မှာမြန်မာနိုင်ငံသားတချို့ကြိုတင်မဲ့ပေးခဲ့ကြရတဲ့သတင်းတွေနဲ့အတူမနက်ဖြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် မွန်ပြည်နယ်တထုံမြို့နယ်မှာတလာအတွင်းလူငယ်30ကျော်ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက်စစ်မှုထမ်းတပ်သားစုဆောင်းခံလိုက်ရတယ်လို့စစ်ကောင်ပြင်းတဲ့နှီးဆက်သူတွေကတန်လင်းထိုင်းမှုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်ကနေဒီဇင်ဘာလပထမပတ်အထိတထုံမြို့နယ်မှာစစ်ကောင်ပြင်းတပ်ကစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်30ကျော်ကိုဖမ်းဆီးပြီးနောက်စစ်သားစုဆောင်းလိုက်တာလို့ဆိုပါရယ်။ တထုံမျိုးကန်တွေကတော့အခုနောက်ပိုင်းစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုစစ်ကောင်ရှင်တပ်ဘက်ကအမဲလိုက်တယ်လို့လိုက်လံဖမ်းဆီးနေတယ်လို့ပြောကြပါရရှင်။ဖမ်းဆီးခံရသူတွေထဲကစစ်ကောင်ရှင်ရဲ့ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်တွေစစ်ကောင်ရှင်နဲ့နှီးဆက်သူတွေဖြစ်ပါကပြန်လွတ်ပေးတာတွေရှိပေမဲ့ငွေကြေးမပေးနိုင်တဲ့သူတွေကိုမော်လမြိုင်စစ်သားစုဆောင်ရေးတပ်ထံကိုပို့ဆောင်ပေးလိုက်တယ်လို့သိရပါဗျ။ ်စစ်ကောင်ရှင်နဲ့နှိဆက်သူတွေရဲ့ပြပြကြဲရစစ်မှုထံဖမ်းဆီးသူတွေကိုတထုံမျိုးမရဲစခန်းကရဲအုပ်စံဝင်ပြည်သူစစ်ကောင်ဆောင် ဖိုးထူးဆိုသူတွေကဥဆောင်တာဖြစ်ပြီးညာပိုင်းတွေမှာဖမ်းဆီးမှုတွေကိုပုံမပြုတ်လောက်လာတာလို့ပြောဆိုပါတယ်တဖက်မှာလည်းစစ်ကောင်ဖြင့်ခန့်ရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေကစစ်မှုထံအပတ်စဉ်တစ်ခုလျင်စစ်မှုထံတပ်သားတအူပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့တရင်လင်းငွေကြက်တထောင်ကနေကျပ်နှစ်တောင်းအထိတောင်းယူတာတွေရှိနေပါတယ်။ တထုံမြို့နယ်မှာပြည်သူစစ်နယ်ရဲတပ်ဖွဲ့တွေရဲ့စစ်မှုထမ်းဖမ်းဆီးမှုတွေကြောင့်ည9နာရီနောက်ပိုင်းအပြင်ထွက်သွားလာသူတွေမရှိသလောက်နှဲပါနေတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်ရှင်။တန်လွေတိုင်းမှာပြည်စုထားတဲ့အချက်လက်တွေအရမွန်ပြည်နယ်မှာစစ်မှုထမ်းပတ်စင်တက်ကနေအပတ်စင်16အထိစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်3500ထပ်မင်းစစ်သားစုဆောင်ခံထားရပါတယ်။ ြန်မာနဲ့ထိုင်းနိုင်ငံနှစ်ဖက်စလုံးကအရက်သားပြည်သူတွေအပါအဝင်မင်းလက်ပံဒေတာရှနာဖတ်ချန်ဝင်းအတွင်ရှိနေသူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကို KNU အာဏာအနှင်းလိုက်ပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်ရှင်။မြန်မာနဲ့ထိုင်းနိုင်ငံနှစ်ဖက်စလုံးကအရက်သားပြည်သူတွေပါဝင်မင်းလက်ပံဒေတာရှာနာဖတ်ချန်ဝင်းအတွင်ရှိသူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့လုံတင်လုံထိုက်တာကိုဆက်လက်လှုပ်ဆောင်ဖို့ အာနာအနှင်းလိုက်တယ်လို့ KNB ကအသိပေးထုတ်ပြန်ပါတယ်။မင်းလက်ပံဒေတာရှိရှာရဖတ်အွန်လိုင်းငွေလိမ်ခြံဝင်းတဲ့ကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးတွေနဲ့ဒူထက်မှန်ပစ်ခတ်ခဲ့ပြီးရှာရဖတ်နဲ့မင်းလက်ပံပဝင်းကျင်ရှိလုံခြုံရေးချင်းတွေဟာမြန်မာနဲ့ထိုင်းနိုင်ငံနှစ်ဖက်စလုံးကပြည်သူတွေအားလုံးအတွက်အတိုင်းအတာလွန်စိုးရိမ်ရတဲ့ချင်းတွေကိုရောက်ရှိလာပြီဖြစ်တယ်လို့ KNB ကထုတ်ပြန်ပါတယ်။ဒီစမှာ6ရက်နေ့မနက်9:00ခွဲချိန်ကစစ်ကော်မရှင်တပ် တက်မှ20နှစ်လောက်ခံတက်ကပြစ်လိုက်တဲ့60မမလက်နဲ့ကြီးနှလုံးဟာရှမ်းနောက်ပတ်ဝေလင်းချံဝင်းမှာတိတိကျကျရောက်ပောက်ကွဲခဲ့တာကြောင့်ချံဝင်းတဲ့က KNU ရဲ့မြေပြင်ရသားကဲပြတ်တပ်ဖွဲ့ဝင်တွေပါဝင်ထိခိုက်ဒဏ်ရာရရှိမှုအချို့ရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။နိုဝင်ဘာ20တရနေ့ကစပြီးရှမ်းနောက်ပတ်ဝေလင်းချံဝင်းကို KNU ကစတင်ထိမ့်သိမ်းပြီးကတည်းကစစ်ကော်မရှင်တပ်ကအဲ့ဒီဝေလင်းချံဝင်းကြီးမှာ ေကြောင်းတက်ခတ်မှုအနည်းဆုံး3ကြိမ်နဲ့လက်နက်ကြီးတွေကိုရန်တမ်းပစ်ခတ်ခဲ့သလိုလူမ30ရင်းကစစ်ကောင်ရှင်တက်ရဲ့လက်နက်ကြီး3လုံးဟာလည်းရှမ်းနှံပတ်ငွေလိန်ခြံဝင်းကနေရပြန်ဖို့ထွက်ခွာလာသူတွေများစွာယာယီခိုးလုံရနေရာနီးတောင်ကြီးမြေကမ်းပေါ်သို့ကြားရောက်ပကွက်ခဲ့ပြီးထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းထုတ်ပြန်ထားပါတယ်။ ရှမ်းတပ်ပတ်ဝေလင်ချံဝင်းတွင်းမှာကြံရှိသူတွေဟာတနေ့လုံးလိုလိုမီးရှို့တာနဲ့မငြိမသက်မှုတွေဖြစ်အောင်ဇက်တိုက်လှုပ်ဆောင်နေပြီးအဲ့ဒီကြံရှိနေသူတွေဟာအစာပိုင်းကသက်ဆိုင်ရာထိုင်းအနာပိုင်းကတဆင့်နေရနိုင်ငံတို့ပြန်ပို့ဖို့ KNU ကစီစဉ်ပေးတာကိုညှင်းဆန်ခဲ့ကြသလိုချံဝင်းတွေကထောက်ပါဖို့လည်းညှင်းဆန်ခဲ့ကြတယ်လို့ KNU ကဆိုပါတယ်။အခုခါမှာတော့အဲ့ဒီဝေလင်ချံဝင်းကသူတွေဟာကိုနီကိုဟန်နဲ့တွားခွင့်ပေးဖို့နှိမ့်မျိုးစုံနဲ့ဖိအားပေးတောင်းဆိုမှုတွေပြုလုပ်လာကြပြီးဒီလိုတောင်းဆိုလာကြတာဟာ ရှမ်းနောက်ဘက်နဲ့အနီးတဝက်ရှိလုံခြုံရေးခြေနေတွေပုံမဆိုးရလာမှုနဲ့တရားဥပဒေနဲ့ရင်ဆိုင်ရမှာကိုကြောက်ရွံ့ခြင်းတို့ကြောင့်လည်းဖြစ်နိုင်တယ်လို့ KNU ကဆိုထားပါတယ်။ဒီလိုပုံမဆိုးရလာတဲ့လုံခြုံရေးခြေနေမှာသက်ဆိုင်ရာနိုင်ငံတကာအာဏာပိုင်တွေရဲ့အချိန်မီပူးပေါင်းဆောင်ရွက်မှုမရှိပါကအကြက်သားလိုတန်တရားရှိသူတွေကိုတရားခွင်ကိုခေါ်ဆောင်လာနိုင်မဲ့အခွင့်အရေးဟာဆုံးရှုံးပြီးပြန်လည်ရရှိဖို့မလွယ်ကောတဲ့အကြောင်းကိုသက်ဆိုင်ရာနိုင်ငံတကာအာဏာပိုင်တွေထဲတိတဲ့အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ KNU ကထုတ်ပြန်ပါတယ်။ ဒီစင်မှာ9ရက်နေ့ကရှမ်းနဘက်အတွင်းကထွက်ခွာလို့သူနောက်ထပ်25ဦးကိုတောင်ရင်မြစ်ကမ်းကိုဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့တဲ့အတွက် ရှမ်းနဘက်မှာစည်ရင်ကောက်နိုင်ခဲ့သူအားလုံး3582ဦးနဲ့2665ဦးနီးပါးကို ရှမ်းနဘက်အတွင်းကဘေးကင်းစွာရှေ့ပြောင်းပေးနိုင်ခဲ့ပြီး2460ဦးကိုထိုင်းနိုင်ငံစီပို့ဆောင်နိုင်ခဲ့သလိုကျန်နိုင်ငံသား202ဦးမှာတောင်ရင်မြစ်ကမ်းမှာဆောင်ဆိုင်နေသေးဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ် ဒါအပြင်တောင်ရင်မြက်ကမ်းမှာကျန်ရှိနေတဲ့နိုင်ငံသားတွေအတွက်စားတောက်ကြီးစီစဉ်ပေးလျက်ရှိသလိုရှမ်းနပတ်တွေမှာကျန်ရှိနေတဲ့လူရှိရာစားအတွက်အစားတောက်တွေစီစဉ်ပေးခဲ့တယ်လို့ KNU ကထုတ်ပြန်ပြောဆိုထားပါတယ်။ကင်မြူသားစီယုံ KNU မြေပြင်ဖွဲ့ကလည်း IDP စီးကရိယာရှာဖွေတွေ့ရှိသမျှကိုဖြုတ်သိမ်းနိုင်ပြီဖြစ်တဲ့အတွက်ရှမ်းနပတ်အတွင်းမှာငွေ online ငွေလိမ်မှုအားလုံးအားလုံးဟာပြန်ဖက်မယ်။ ရှင်းတဲ့ပတ်အတွင်းမှာအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေအလုံးဟာလုံးဝရပ်တန့်သွားပြီလို့ပြောနိုင်ပြီးတင်ယူထားတဲ့သက်တည်ကံပစ္စည်းတွေကိုလည်းနောက်ပိုင်းမှာစနစ်တကျစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ရေးအတွက်ရှင်းတဲ့ပတ်ပြင်ပကိုလွှဲပြောင်းပြီးဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်မိုဘီနယ်မှာစစ်ကောင်ဖြင့်လက်လွတ်ထားရတဲ့မြို့နယ်တွေမရှိခဲ့ပေမဲ့အခုကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာတော့နယ်မြေကွက်ပြီးရွေးကောက်ပွဲကျင်းပသွားမယ်လို့စီစဉ်ထားပါတယ်။ဒီအကြောင်းကိုတော့ဝါနီကပြပြပေးထားပါရရှင်။ အနာသိမ့်မှုအတွင်းမွန်ပြည်နယ်မှာစစ်ကောင်မရှင်လက်လွတ်ဆုံးရှုံးရတဲ့မြို့နယ်တွေမရှိခဲ့ပေမဲ့အခုကျင်းပမဲ့ထွေထွေရွေးကောက်ပွဲမှာတော့နယ်မြေခွက်ပြီးရွေးကောက်ပွဲကျင်းပသွားဖို့စီစဉ်ထားပါတယ်။အခုနှစ်ကောင်ပိုင်းနဲ့နောက်နှစ်ဆန်ပိုင်းအတွင်းကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတင်းတဲ့နှစ်မှာမွန်ပြည်နယ်ကမြို့နယ်ခုနှစ်ခုမှာအပြည့်အဝမကျင်းပနိုင်ကြောင်းစစ်ကောင်မရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာ6ရက်နေ့မှာဝန်ခံလာတာပါ။စစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ဝါဒပြန့်သတင်းစာတွေရဲ့ဖော်ပြချက်အရမွန်ပြည်နယ်ကချိုက်ထူ၊ချိုင်မြော့၊တထုံ၊ဘီလင်းပေါင်၊တန်ဖြူစရက်နဲ့ရေးမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု140မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ဆိုပါတယ်။အကြောင်းပြချက်ကတော့ကျေးရွာအုပ်စု140မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိလို့ရွေးကောက်ပွဲတွေကျင်းပပြုလုပ်မှာမဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှ30စာလုံးအရထုတ်ပြန်ကြေညာတာပါ။ဒါကြောင့်မြို့နယ်10ခုရှိတဲ့မွန်ပြည်နယ်မှာရွေးကောက်ပွဲကိုမော်လမြိုင်ချောင်းဆောင်နဲ့မြို့တော်မြို့နယ်ရီမာသာအပြည့်အဝကျင်းပနိုင်မဲ့သဘောဖြစ်ပြီးကြံမြို့နယ်ရီမာတော့မြို့ပေါ်နယ်ကျေးရွာအုပ်စုတွေကိုကွပ်ပြီးကျင်းပမဲ့အခြေအနေဖြစ်ပါတယ်။ ခြေရွာအုပ်စုပေါင်း468အုပ်စုရှိတဲ့မွန်ပြည်နယ်မှာတော့စစ်ကောင်မရှင်ကခြေရွာအုပ်စု140မှာရွေးကောက်ပွဲမကျင်းပနိုင်ကြဝန်ခံထားတာကြောင့်ရာဂိုင်နှုန်းအနေနဲ့29.9ရာဂိုင်နှုန်းကျော်ရွေးကောက်ပွဲမကျင်းပနိုင်တာပါမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှနိုင်တလာနိုင်ကမွန်ပြည်နယ်ကတချို့သောမြို့နယ်တွေတာမကထိုင်နိုင်ငံလုံးကနေရာဒေသအများအပြားကိုစစ်ကောင်မရှင်ကမထိန်းချုပ်နိုင်တော့လို့အခုလိုဖြစ်လာတာလို့တန်လွင်တိုင်းကိုပြောပါတယ် ရှေးအုပ်စုကဒီမွန်ပြည်နယ်ရဲ့တချို့သောမြို့နယ်တွေကိုမထိန်းချုပ်နိုင်တာမဟုတ်ပါဘူးဟမ်တနိုင်ငံလုံးကလေယာဒေသတော်များကိုရှေးအုပ်စုကမထိန်းချုပ်နိုင်တော့တဲ့အခြေအနေဖြစ်နေတာပါဒါကမှ तू ကရွေးကောက်ပွဲကိုအတင်းအဓမ္မဟိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့အဲပုံစံနဲ့စူးစမ်းလို့တာဒီအခြေအနေတွေဖြစ်တာဖြစ်တယ်တနိုင်ငံလုံးအခြေအနေကိုကျွန်တော်ခြုံကြည့်လို့ရှိရင်လည်းဒီတော်လိုင်းတပ်ဖွဲ့တွေတော်လိုင်းအားစုတွေထိန်းချုပ်ဆုံးမထားတဲ့နယ်မြေတွေကပို့ပြီးတော့ဟိုကျယ်ပြန့်နေတာကိုကျွန်တော်တွေ့ရတယ်ဗောလေ ရွေးကောက်ပွဲတွေကျင်းပခြင်းမပြုမဲ့နေမြင့်စင်းကိုကြည့်ရင်ကြိုက်ထုံမြို့နယ်မှာ29ရွာတထုံမြို့နယ်မှာ18ရွာနဲ့ကြံမြောမြို့နယ်မှာ31ရွာအထိအများဆုံးဖြစ်ပြီးအပိုင်း1မှာလည်းကျေးရွာအုပ်စု85ခုအထိပါဝင်နေတာပါအပိုင်း2မှာလည်းဘီလင်းမြို့နယ်မှာ28ရွာတန်ဖြူစရဲမြို့နယ်မှာ10ရွာ ရေးမြို့နယ်မှာ23ရွာနဲ့ပေါင်မြို့နယ်မှာတော့အနည်းဆုံး၄ရွာစုစုပေါင်းကျေးရွာအုပ်စု65ခုအထိရွေးကောက်ပွဲမကျင်းပနိုင်တဲ့နယ်မြေဆင်းနဲ့ထည့်သွင်းထားတာတွေ့ရပါတယ်။အဲ့ဒီဒေသတွေမှာလက်နက်ကင်ဒေါ်လာရင်းအားစုတွေရဲ့ဆ ਿਆ နာရှင်စနစ်စန့်ကျင်ရေးတိုက်ပွဲတွေပေါ်ဆောင်နေတာရှိတယ်လို့တချို့ကျေးရွာတွေမှာနယ်မြေစုမှုထားနိုင်တဲ့အတွက်ဆက်ကော်မရှင်အနေနဲ့မြို့ပေါ်တွေမှာလောက်တာအပြည့်အဝထိန်းချုပ်ထားနိုင်တာပါ။ဒေါ်လာရင်းအားစုတွေဒီလွှမ်းမိုးထားတာတဲ့အကြောင်းမို့လို့နောက်ပြီးတော့ အဓိကတော့ကျွန်တော်တို့ပြည်သူလူထုကလက်မခံတာပေါ့နော်ပြည်သူလူထုကိုယ်တိုင်ကလက်မခံလို့ဖြစ်တဲ့ဖြစ်တာပေါ့နော်ပြည်တွင်းဆက်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာစစ်ကော်မရှင်ကအာဏာသိမ်းမှုကိုတရားဝင်ဖြစ်ဖို့ပြည်သူလူထုရဲ့ရွေးကောက်ခံဆိုရတရားဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ရေးအပိုင်း၃ပိုင်းနဲ့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ထားတာပါဒါကြောင့်ဒီဇင်ဘာ28ရက်နေ့မှာအပိုင်း1ဖြစ်တရားနှစ်မြို့နယ်နဲ့ဇန်နဝါရီ17ရက်နေ့မှာအပိုင်း2ဖြစ်မြို့နယ်တရားမှာအထွေထွေရွေးကောက်ပွဲကျင်းပဖို့စစ်ကော်ပိုရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပါတယ်။ ဒါပေမဲ့အပိုင်း၁ရွေးကောက်ပွဲကျင်းပဖို့၃ဘက်သာကြန့်ရှိရတဲ့အချိန်မှာအဲ့ဒီ၂၀၂မြို့နယ်အတွင်းမှာရှိတဲ့ရက်ပွဲနဲ့ကြေးရွာအုပ်စုပေါင်း၂၉၃၀ခုမှာရွေးကောက်ပွဲမကျင်းပမဲ့နယ်မြေတွေအဖြစ်ထုတ်ပြန်လာတာဖြစ်ပါတယ်။ရန်ကုန်တိုင်းနဲ့စစ်ကော်မရှင်ရဲ့ဗိုလ်အာဏာချက်တည်ရှိတဲ့ပြည်ထောင်စုနယ်မြေနေပြည်တော်မှာအပြည့်အဝကျင်းပမှာဖြစ်ပြီးကြံတဲ့တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ရက်ွက်ကျွရပေါင်း3000လိပါမှမကျင်းပနိုင်ဘူးလို့ဝန်ခံလာတာပါ။ စီရီယံဗိုလ်ကြီးစင်ရော်ကရွေးကောက်ပွဲကျင်းပတဲ့အခါစစ်တပ်ထောက်ခံတဲ့တိုင်းဝိုင်းလောက်ကိုပဲလုံခြုံရေးလုပ်နိုင်ပြီးခြံတဲ့နေရာတွေမှာစစ်ကော်မရှင်ဘက်ကနေမြေဆွမှုရေးမရှိတာလို့သုံးသပ်ပါတယ်။သူတို့နန်းစီရီယံဝန်ထမ်းတွေပါဝင်သူတို့ဒီစစ်တပ်ကိုမရတယ်ပေါ့နော်။အဲစစ်တပ်လော်ဘီနဲ့စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းကွက်ကွက်လေးလောက်ကိုပဲလုံခြုံရေးလုပ်နိုင်တယ်။ခြံတဲ့နေရာတွေမှာသူတို့နေမြေဆွမှုရေးလည်းမရှိဘူး။လုံခြုံရေးလည်းမလုပ်နိုင်ဘူးဆိုတဲ့ဟာတဖြည်းဖြည်းချင်းနဲ့သူတို့ကဝေခံလာတဲ့ သဘောမျိုးပေါ့နော်ဒီအားတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ရွေးကောက်ပွဲဆက်ပြီးသူတို့ဝင်ခိုင်အောင်ပါပဲစစ်ကော်မရှင်ထိန်းချုပ်ထားပြီးနှစ်ဖက်စည်းရီးတင်းမာနေတဲ့ရခိုင်ပြည်နယ်ကမြို့တော်စစ်တွေပါဝင်ကြောက်ဖြူမြို့နယ်ကရက်ွက်ကြီးရွာအုပ်စုပါ82ခုအထိရွေးကောက်ပွဲတွေမကျင်းပနိုင်တဲ့ဆင်းနဲ့ထဲသွင်းထားတာပါဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့စစ်ကော်မရှင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့နောင်ချုံနဲ့လာရှိုးမှာလည်းမြို့နယ်တစ်ခုလုံးစာရွေးကောက်ပွဲမကျင်းပနိုင်ပါဘူး။ နောက်ကျုံမြို့နယ်ကကျေးရွာအုပ်စု14ခုနဲ့လာရှိုးကကျေးရွာအုပ်စု64ခုအထိရွေးကောက်ပွဲမကျင်းပမဲ့နေမြေစင်းနဲ့ထဲသွင်းထားတာတွေ့ရပါတယ်။တစ်ဖက်မှာတော်လိုင်းအင်အားစုတွေများပြားထိန်းချုပ်ထားပြီးနှစ်ဖက်စီးတင်းမှနေတဲ့စစ်ကော်မရှင်အပြည့်အဝမထိန်းချုပ်နိုင်တဲ့56မြို့နယ်မှာတော့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့အရင်ကတည်းကဝန်ခံထားတာပါ။လေလာသူတွေကတော့စစ်ကော်မရှင်အနေနဲ့နိုင်ငံရဲ့ area တော်များများမှာနေမြေစိုးမမှုမရှိတာကိုပြသရရောက်နေတဲ့အတွက်ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့မြို့နယ်တွေနဲ့ရက်ွက်ကြီးရွာအုပ်စုတွေထပ်တိုးလာနိုင်တယ်လို့သုံးသပ်ထားပါတယ် ုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ EU ဥဆောင်တဲ့ NATO ကာကွယ်ရေးအတွက်အမေရိကန်က2029ခုနှစ်ကိုနောက်ဆုံးအချိန်သတ်မှတ်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ပေပေကပြောပြပေးထားပါရှင်။ထောက်လန်ရေးကနေဒုံကြီးရီအထိနေတိုးအဖွဲ့ရဲ့တမယိုးကြကာကွယ်ရေးစွမ်းဆောင်မှုတွေကို2029ခုနှစ်မတိုင်ခင်ဥရောပတောင်ဝန်လွှဲပြောင်းယူပေးဖို့အမေရိကန်ကလိုလားကြောင်းပင်တကွန်အရာရှိတွေကအခုသတင်းပတ်အတွင်းဝါရှင်တန်မှာတန်တမန်တွေကိုပြောလိုက်ပါတယ်။ ဒါကတင်းကျပ်တဲ့နောက်ဆုံးသတ်မှတ်ချက်ဖြစ်တာကြောင့်လက်တွေ့မဆန်ဘူးလို့ဥရောပအရာရှိတချို့ကပြောပါတယ်။အမေရိကန်အရာရှိတဦးအပါအဝင်အဲ့ဒီဆွေးနွေးမှုနဲ့နှိဆက်တဲ့သတင်းရင်းမြစ်၅ခုကပြန်ပြောတဲ့သတင်းစကားကိုဥရောပကိုယ်စားလှယ်တွေနဲ့နေတိုအဖွဲ့ဆိုင်ရာမူဝါဒတွေကိုကြီးကြပ်နေတဲ့ပင်တကူအရာရှိတွေကြားအခုသတင်းပတ်ဝါရှင်တန်မှာပြုလုပ်တဲ့အစည်းအဝေးတစ်ရက်အတွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ စစ်ပွဲအလုံးနေတိုးမဟာမိတ်အဖွဲ့တီထောင်သူနိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့အမေရိကန်စီကနေဒီဝန်တော့ဝန်ပိုးကိုနေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံတွေစီလွှဲပြောင်းမှုကဝါရှင်တန်နဲ့သူ့ရဲ့အရေးပါဆုံးစစ်ရေးလက်တွဲဖော်တွေအလုံးလုံးပုံကိုတိတိတတ်တာပြောင်းလဲသွားစေမှာဖြစ်ပါတယ်။2022ခုနှစ်အတွင်းရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်းဥရောပနိုင်ငံတွေကသူတို့ရဲ့ကာကွယ်ရေးစွမ်းမကားအကောင်အောင်လုံဆောင်မှုတွေနဲ့ပတ်သက်လို့ဝါရှင်တန်ကစိတ်ကြည်နှံ့မှုမရှိသေးကြောင်းအဲ့ဒီအစည်းအဝေးအတွင်းပင်တကွန်အရာရှိကပြောကြားခဲ့တာပါ။ ဥရောပအနေနဲ့နောက်ဆုံးသတ်မှတ်ချက်2029ခုမတိုင်ခင်သတ်မှတ်ချက်တွေအတိုင်းပြည်စုံအောင်မလုံဆောင်မှုဆိုရင်နေတိုးကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တချို့မှာအမေရိကန်ပါဝင်မှုကိုရပ်တန့်ကောင်းရပ်တန့်ရလိမ့်မယ်လို့အမေရိကန်အရာရှိတွေကဥရောပအရာရှိတွေကိုပြောကြားခဲ့ကြောင်းအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ဥရောပတို့ပင်တဂွန်ပေးခဲ့တဲ့သတင်းစကားကိုအမေရိကန်လွှတ်တော်ရှိအရာရှိတချို့ကသတိပြုမိပြီးစိုးရိမ်နေကြကြောင်းအမေရိကန်အရာရှိတအူးကပြောပါတယ် နေတိုးအဖွဲ့ရဲ့တမယိုးကြကာကွယ်ရေးစွမ်းပကားတွေမှာနျူကလ িয়ার မဟုတ်တဲ့လက်နက်တွေကနေတပ်ဖွဲ့ဝင်တွေနဲ့တခြားလက်နက်တွေပါဝင်နေပြီးအဲ့ဒီဝန်တော့ဝန်ပိုးအများစုကိုဥရောပကဘလောက်လွှဲပြောင်းရယူထားပြီးဖြစ်ကြောင်းအမေရိကန်ကဘလို့တိုင်းတာမလဲဆိုတာကိုအရာရှိတွေကရှင်းလင်းပြောဆိုသွားတာမရှိဘူးလို့သတင်းရင်းမြစ်တွေကပြောပါတယ်။2029ခုနှစ်နောက်ဆုံးတာဝန်လွှဲပြောင်းယူမယ်ဆိုတဲ့သတ်မှတ်ချက်ဟာ Trump အဆိုရရဲ့သဘောထားရည်တည်ချက်လားဒါမှမဟုတ်ပင်တကိုအရာရှိတချို့ရဲ့သဘောထားလောက်ပဲလားဆိုတာကိုလည်းရှင်းရှင်းလင်းလင်းမသိရပါဘူး။ဥရောပမှာအမေရိက န်စစ်ရေးအရာပါဝင်တဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ဝါရှင်တန်မှာတိတိတတ်တာသဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ဘန်ကောက်မှာမြန်မာနိုင်ငံသားတချို့ကြိုတင်မဲပေးခဲ့ကြပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။လူအများပြည်တင်ရှုံချထားတဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက်မဲကြိုတင်လက်ခံချိန်ဒီဇင်ဘာ6ရက်ကဗန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံမှာမဲပေးသူဒါဇင်အနည်းငယ်လောက်ကြိုတင်မဲပေးခဲ့ကြပါသည် 2021ခုနှစ်မှာစစ်တပ်ကအနာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံမှာပြည်ရင်းဆက်ဖြစ်နေပြီး နိုင်ငံနယ်နိမိတ်တော်တော်များများကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်ထားပေမဲ့ရွေးကောက်ပွဲဟာငင်းကြိမ်းတဲ့ဒီမိုကရေစီရရှိစေလိမ့်မယ်လို့စစ်ကော်မရှင်ကကတိပြုထားပါတယ်။အတော့လိုက်ကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံရဲ့ဒေသတချို့မှာဒီဇင်ဘာ28ရက်ကစတင်မှာဖြစ်ပေမဲ့ဟောင်ကောင်၊စင်ကာပူ၊ချင်းမိုင်နဲ့ဘန်ကောက်ပါဝင်မြန်မာတန်ယုံနိုင်ငံမှာပြည်ပရောက်နိုင်ငံသားတွေကိုချုပ်တင်မဲပေးပွင့်ပြုထားပြီးဖြစ်ပါတယ်။ဘန်ကောက်မြို့မှာရှိတဲ့မြန်မာတန်ယုံမှာဒီဇင်ဘာ6ရက်မနက်ပိုင်းကလုံခြုံရေးတင်းကျပ်ထားပြီးမဲစတင်လက်ခံချိန်ပထမဆုံး2နာရီအတွင်းလူ25ရောက်လောက်မဲပေးခဲ့တာတွေ့ရတယ်လို့ AFP သတင်းတောက်တွေကပြောပါတယ်မဲပေးသူအများစုကမှတ်ချက်ပြုပေးဖို့ညှင်းဆန်ခဲ့ကြတယ်လို့လည်းသတင်းတောက်တွေကပြောပါတယ်မြို့တော်ဘန်ကောက်မှာတရားဝင်စာရွက်စာတမ်းနဲ့နေထိုင်နေသူမြန်မာနိုင်ငံသား9သိန်းလောက်ရှိတယ်လို့ထိုင်းလူ့သမဝန်ကြီးဌာနရဲ့စင်းတွေရာသိရပါတယ်ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသား၄တသမတသန်းရှိပြီးတော့အများစုကပြည်တွင်းဆက်ကြောင်ထွက်ပြေးလာကြသူတွေဖြစ်တယ်လို့အထောက်အထားမရှိသူတွေလည်းအများကြီးပဲလို့နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ကြီးကခန့်မှန်းထားပါတယ် အော်တိုဘာ15ရက်အထိနောက်ဆုံးသတ်မှတ်ထားတဲ့ရွေးကောက်ပွဲမှပုတ်တင်ဖောင်ဖြစ်ထားသူဘယ်နှယောက်ရှိသလဲဆိုတာကိုသူတို့မသိဘူးလို့တန်ယုံရာရှိတွေကအရေးပြည်သတင်းဌာနကိုပြောပါတယ်။ဆက်ကောင်းဆောင်နေကျင်းပမယ့်ရွေးကောက်ပွဲဟာသူတို့အာဏာပုံစံတစ်မျိုးနဲ့ဆက်လက်တည်မြဲစေဖို့ကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တယ်လို့ကုလသမဂ္ဂပါဝင်ဒီမိုကရေစီနိုင်ငံတွေကပြစ်တင်ရှုံချထားပါတယ်။စစ်ကော်မရှင်ကအတိအကျထမ်းထားတဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရရွေးကောက်ပွဲကိုဝေဖန်နောက်ဆက်သူတွေကို1000နှစ်ကနေတည်တံအထိချမှတ်နိုင်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်နဲ့နေထိုင်နေတာမဟုတ်တဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြားမဲမပေးရင်တက်တန်းတိုးချိန်မှာပြဿနာရှာခံရနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေရှိနေကြောင်းသိရပါတယ်မနက်ဖြန်ဒီဇင်ဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်းဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မနေ့ပြန်အတွက်ခမ်းမန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအားဖြင့်တာယာနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းမှတိမ်ထူထန်နေပါတယ်။တနင်္လာရီကံယူရန်ရခိုင်ကံယူရန်မြဝကျုံးမော်ဒေသတွေနဲ့မုတ်တမာခွေဘက်တို့မှာလေဟာအရှိတ်ဘက်ကနေတနင်္လာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအထင်းထင်းရှိနေပါတယ်။ မကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်တို့မှာနေရာွက်ကြောင်းမိုးထစ်ချုံရွာသွန်းနိုင်ပြီးကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်မြန်မာနိုင်ငံတဝန်းလုံးမှာညအပူချိန်တွေကျဆင်းနိုင်ပြီးမြို့များလည်းကျဆင်းနိုင်ပါတယ်ဒီမိုလေးဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုရှစ်ရှုခန်းစားခဲ့ရတာပါ။ တောင်လင်ထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။